မင်းကကတာလဲမင်းနာလားစက်ကလားအမှုပညာလားဆိုကျွန်တော်ပြောခဲ့ခဏခဏဘာလို့လဲဆိုတော့ကျွန်တော်တို့ကကခဲ့တူပဲကျွန်တော်တို့က အဘအုံမစရဲ့မျိုးဆက်ဖြစ်တဲ့မုံပြင်းနဲ့မင်းသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ခြေထိုးတွေကတယ်ပလင်းတွေကတယ်အဲ့လိုပကံတွေလှည့်တဲ့ကျိုးတန်းတွေကတဲ့အချိန်မှာကျွန်တော်တို့ကမင်းသားနဲ့မတူတော့ဘူး။ဘာလို့လဲဆိုတော့စက်ကမင်းသားလို့တို့ဘာလို့ဖြစ်တာ။အမှန်တမ်းပြောမယ်ဆိုမြမယဉ်ကျေးမှုဆိုတာအဲအကုန်လုံးခေါင်းကခြေလက်နဲ့အိန္ဒိယကလည်းမြမယဉ်ကျေးမှုကလည်းတွဲကလို့ရတာပဲ။နောက်တိုင်းယဉ်ကျေးမှုကလည်းမြမယဉ်ကျေးမှုကလည်းတွဲကလို့ရတယ်။ဒါကယဉ်ကျေးမှုနဲ့ဖလှယ်တာပေါ့နော်။အဲ့တော့ twin ကတာကျွန်တော်တို့ကအဲ့လားကျွန်တော်ကိုကျွန်တော်တို့ယဉ်ကျေးမှုလို့ပဲထင်တာပေါ့နော်။အဲ့တော့သူများတွေကတော့ပြောကြတာပေါ့။ ါဘူးလဲကျွန်တော်တို့ဘွင်မီပါဘူးဗျာဟုတ်ကဲ့လက်ထုံးတန်းလေးနဲ့အားပေးပါဦးခင်ဗျာ စန္တိတိထွင်လာပါခင်ဗျတကယ်ယဉ်ကျေးမှုကြတော့မဟုတ်ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ကလည်းကိုတက်တဲ့ကိုအမှုပညာလေးနဲ့ကိုကဖြောပြရတဲ့အတွက်ကျွန်တော်ပီတိဖြစ်တယ်အဲ့ဒါဆိုတော့အဝပိသက်ကအမြင်လေးစမ်းသွားတော့ဟာဟုတ်လားကြီးကောင်းလိုက်လားတမျိုးလေးစမ်းလိုက်တာတမျိုးကြည့်ကောင်းလိုက်တာအဲ့လိုလူပြောလိုက်တော့ကိုယဉ်နဲ့အေးသွားတယ်ခင်ဗျဒီနေ့ဘွဲကတော့အထူးစီစဉ်နေတဲ့ကျွန်တော်တို့က အော်တပင်ရုပ်ရှင်ဂီတာပေါ့နော်ကျွန်တော်တို့သုံးမျိုးပေါင်းဆက်ပြီးတော့ကျွန်တော်တို့မင်းသားတွေနဲ့အကုန်ပြည့်ပြည့်ရွှေရွှေနဲ့ကပြပြပြမဲ့ပွဲတော်ကြီးဖြစ်ပါလေသူပြောစင်တာတော့ကျွန်တော်တို့ကအဲရဆိုရှိုင်းတက်ကိုပေါ့နော်ကျွန်တော်တို့တွေအခုဆိုကျွန်တော်မောင်ဖူးချစ်ပေါ့ကျွန်တော်ကသူ့ကိုအကရီတဲ့တင်ပေးတယ်နောက်ပြီးတော့လည်းသူကညီကိုလိုဖြစ်နေတယ်တောက်လျှောက်ရိုက်ကူရင်းမှာလည်းသူ့ကိုဖြောပြင်းမှုလိုကျွန်တော်တင်ပေးတယ်နောက်ပြီးတော့လည်းသူကလည်းကျွန်တော်လည်းတအားခင်နေချစ်တယ် ။အောင်တဲ့သွေးပြီးတော့ဒီပွဲမှာကျွန်တော်ကျွန်တော်ကိုဖြစ်တဲ့ကိုဇန်ဟင်းလို့ရောနောက်တကဆမ်းမင်းအောင်လို့ဘွန်းလို့အခုလိုပေါက်ဆက်ပြီးတော့ဒီမှာနှစ်ပါးသွားမှာဘယ်လိုတွေကပ်ပြမယ်ဆိုတော့ပိဒတ်များကိုအမြင်ဆန်းအောင်လို့ကျွန်တော်ကပ်ပြမယ်။နောက်ပြီးတော့ကျွန်တော်ကလည်းဒီမှာကျွန်တော်အဖအုံမှုစရဲ့မြည်ဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာအကအဆန်းလေးတွေလက်ကမှုရှိပါတယ်။ဟုတ်ကဲ့ပါ။ဒီတော့အဲကြောင့်မို့လို့အဲ လိုင်းပေါ်မှာစုရှုမေးနေကြလားရှိပါလေကျွန်တော်ဗကန်ကတွေနဲ့ကနေတဲ့မေးနာတယောက်ဘာလို့ကမလဲဘယ်လိုတွေတင်ဆက်မလို့မေးနေကြတာကျွန်တော်ကဒီကမှာဒီမှာကျွန်တော်နမူနာအနေနဲ့ကပြမှုရှိပါလေမနာပါ ဟုတ်ပါတယ်တပင်ကျွန်တော်တို့အခုဆိုရင်အမှုပညာသမားတွေတော်တော်လေးကွယ်ပြောင်းမှုတော့ရှိတယ်ငွေကြေးပေါ်မှာခက်ခဲတွေဖြစ်ပြီးတော့အမှုပညာမလုပ်တာတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်မို့လဲဟိုကျွန်တော်ကြတော့လေဘာဖြစ်လို့အမှုပညာယူသလုံအကြီးလို့ဒီဒီလမ်းကိုရှောက်မယ်လို့ဆုံးဖြတ်ထားတဲ့အတွက်ယူမှတ်ခံပြီးတော့လေအခုချိန်ဒီကိုရှောက်နေတာအမှန်ပဲပါဒီဘက်မှာဆိုလို့ရှိရင်ကိုတို့အဲ့လိုမျိုးပြည်သက်တွေတွေ့ရတာမျိုးရှိသေးတာပေါ့။ဟာရှိတာပေါ့။ရှိတာပေါ့။ကိုတို့ကဖူးချင်းဆိုတော့ကျွန်တော်2000နဲ့ ကျွန်တော်ဟောပေါ့နော်15 16လောကကျွန်တော်ဇက်ထောင်ခဲ့တော့ဆိုရင်ရန်ကုန်မှာဆိုရင်အဲ့လိုပဲအဲပိတ်သက်တွေကနေတနေ့တချို့ကိုလိုက်ခဲ့တယ်အားပေးတယ်မန္တလေးဆိုမန္တလေးပေါ့မုံရဆိုမုံရအဝေးတွေဒီလိုက်အားပေးတယ်ကျွန်တော်အောက်မြန်မာပြည်ကရင်အောက်မြန်မာပြည်စီလိုက်အားပေးတာအခုဆိုကျွန်တော်ရန်ကုန်မှာရက်တည်တာဆိုတော့အခုဆို၃နှစ်ပဲရှိသေးတယ်ပြန်ပြီးတော့တော့ပြန်ရောက်လာတာပါ အဲကြောင့်မို့ပြန်ရည်တည်တဲ့အချိန်မှာလည်းကျွန်တော်ထုတ်မှတ်ပေးကြတဲ့ကျွန်တော်တို့စိတ်မဟာမိသားစုပေါ့နော်စိတ်မဟာမိသားစုမဗတမရခိုင်ခိုင်လို့နော်အမေနီနီလို့ကိုကြည်သီးလို့ပေါ့နော်အဲ့ထက်မှလည်းအကုန်လုံးကကျွန်တော်ပတ်မိုးပြီးတော့ကိုဇိုင်းလို့အစသင်ကြားမှုနဲ့ကျွန်တော်ပြန်ရောက်ရှိလို့လာတာပါ Hey to do day ပြမပြုံးနဲ့တော့စတူလီလူလိုက်ချိန်စောငိုဆူလီဟုတ်တယ်အများကြီးပဲကျွန်တော်ဆိုရင်ပြောခံတည်တယ်အများကြီးပဲ မင်းကကတာလဲမင်းနာလားစက်ကလားအမှုပညာလားဆိုကျွန်တော်ပြောခဲ့ခဏခဏဘာလို့လဲဆိုတော့ကျွန်တော်ခလုံးကကဲ့တူပဲကျွန်တော်တို့ကအဘအုံမှုစရဲ့မျိုးဆက်ဖြစ်တဲ့မွန်ပြည်နယ်မင်းနာတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ခြေလို့တွေကတယ်ပလင်းတွေကတယ်အဲ့လိုပကံတွေလှည့်တယ်ကျိုးတန်းတွေကတဲ့အချိန်မှာကျွန်တော်တို့ကမင်းနာနဲ့မတူတော့ဘူး ဘာလို့ဆိုစက္ကမင်းသားလို့လို့ဘာလို့ဖြစ်တာအမှန်တမ်းပြောမယ်ဆိုမြမယဉ်ကျေးမှုဆိုတာအဲအကုန်လုံးခေါင်းကခြေလန်းနေအိန္ဒိယကလည်းမြမယဉ်ကျေးမှုကလည်းတွဲကလို့ရတာပဲနောက်တိုင်းယဉ်ကျေးမှုကလည်းမြမယဉ်ကျေးမှုကလည်းတွဲကလို့ရတယ်ဒါကယဉ်ကျေးမှုနဲ့ဖလှယ်တာပေါ့နော်အဲ့တော့ထွင်ကတာကျွန်တော်တို့ကအဲ့ဒါကျွန်တော်ကိုကျွန်တော်တို့ယဉ်ကျေးမှုလို့ပဲထင်တာပေါ့နော်အဲ့တော့သူများတွေကတော့ပြောကြတာပေါ့ဒါကိုလည်းကျွန်တော်တို့ဘွင်မိပါဘူးဗျာဟုတ်ကဲ့ဘုရားရှင်ရဲ့ဆက်ကြားလေးလိုရနေပြီအာမခရရတာဘုရားဆိုလားဘာရလား န်တီတီထွင်လာပါခင်ဗျတကယ်ယဉ်ကျေးမှုကြောင့်လည်းမဟုတ်ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ကလည်းကိုတက်တဲ့ကိုအမှုပညာလေးနဲ့ကိုကဖြောပြရတဲ့အတွက်ကျွန်တော်ပြီးသီးဖြစ်တယ်အမှဆိုတော့အဝပိသက်ကအမြင်လေးစမ်းသွားတော့ဟာဟုတ်လားကြီးကောင်းလိုက်လားတမျိုးလေးစမ်းလိုက်တာတမျိုးကြည့်ကောင်းလိုက်တာအဲ့လိုလိုပြောလိုက်တော့ပဲယဉ်နဲ့အေးသွားတယ်ခင်ဗျအာ ကောင့်တစ်ခုတီထွင်တဲ့နေရာမှာစနစ်တကျမှုရဲ့အဲနောက်ခေါင်းခေါင်းချေလက်တော့ကျွန်တော်တို့အနုပညာမှာဆိုခေါင်းခေါင်းချေလက်ဒုတိယရေပေါ့မျက်နှာအစဟန်ပန်မှုရာအစိုးပေါ့နော်အဲ့ဒါတွေကိုအဲလေ့ကျင့်တဲ့နေရာမှာအရေးကြီးဆုံးပဲဗျတခုခုမာရင်မှုရှိွားရင်ထောက်ပြမဲ့လူတွေကများတယ်ဗျအဲကြောင့်မို့ကိုယ်တည်းသတိထားပြီးတော့လုပ်နေတာပဲဗျဒါပေမဲ့မာရင်မှုဆိုတာလူတိုင်းမကင့်ပါဘူးဗျဟုတ်ကဲ့တခုတည်းနဲ့အားပေးပါဦးခင်ဗျ ဟုတ်တယ်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 ကျိုးတန်းပေါ်မှာကျွန်တော်ပကံလေးကိုလှည့်တာလေးလက်လက်ဒီနဲ့ကစားတာလေးမြီးဒီကစားတာလေးအဲ့ဒါဟုတ်ကဲ့ဩမြီးပြင်းမှာတော့စကားကျွန်တော်ဟိုတယ်လောက်ဆိုရင်ပလိုက်တာလောက်တော့ဆိုရင်လမ်းဘေးမှာတီကိုကျွန်တော်ကိုယ်တိုင်ကပြဖြုတ်ပြခဲ့တယ်ဖူးချေဆိုပြီးတော့မရှက်မကြောက်နဲ့လေအဲ့တော့ကလည်းလူတွေကအဲ့လိုပဲကျွန်တော်အင်တာဗျူးလို့လာပြောတော့ ကျွန်တော်ဘာလို့လဲဆိုတော့ writer လုပ်တဲ့အတွက်ကျွန်တော်မရှိမကြောက်နဲ့လုပ်ရသေးတယ်၊ခိုင်ရသေးတယ်။စင်ပေါ်မှာကြောက်လို့လည်းကတာပဲ။အောက်မှာဆိုလည်းကတာပဲ။ဘာလို့လဲဆိုတော့အမှုပညာမှာယူတုခြင်းဟာအောင်နိုင်ခြင်းပဲလေ။နောက်ပြီးတော့ကျွန်တော်အောင်မြင်ခြင်းလို့လည်းမဟုတ်ဘူး။ဘာလို့လဲကျွန်တော်တက်တဲ့အမှုပညာကိုပိတ်သက်ကိုချပြလိုက်ရင်အာပိတ်သက်ကအဲခံစားမှုတစ်ခုရသွားရဆိုကျင်းတယ်ဗျာ။ Okay. ိုးကြတော့ကြီးမွနာလည်းများပါတယ်ကက်ရတာလည်းအချို့တော့ပဲပါပါတယ်ဘာဖြစ်ဆိုတော့အမြင်နဲ့မှသူတို့အမြင်နဲ့မှမြမရည်ကျုံမှာမြမလိုပဲကတာပဲတွေ့ဘူးလားလေဒီလိုလေးတွေကလိုက်တော့ဟုတ်ပါမလားဒါဖြစ်နိုင်ပါမလားအာဒါမလုတ်တင်ဘူးပါလားမြမရည်ကျင်းမှုဖြတ်စီတာဆိုတော့ပါရီးရဲ့မဟုတ်ပါဘူးကျွန်တော်တို့လည်းကျွန်တော်တို့တက်တဲ့အမှုပညာလေးနဲ့ဖလှယ်ပြီးတော့လုတ်ပြကပြတာပါအ အာအဲ့လာယူအစိုးကြတော့အဲ့လိုလေးပြောလာကြတော့ကျွန်တော်စိတ်တော့မကောင်းဘူးဒါပေမဲ့ဘွေးမယူပါဘူးခင်ဗျာဟုတ်ကဲ့ပါပါလေခင်ဗျာဟုတ်ပါလေဘယ်လိုပဲဆိုတော့အောက်မှာပရိသတ်ကတယ်အဖေကလက်နဲ့ကတခါကျွန်တော်တပင်စနားမှာကပူတယ်ကျွန်တော်တပင်စနားပြန်ခဲ့တယ်လေအဲ့တော့ကလို့ကလည်းအဲ့လိုပဲအောက်မှာရေးထားကြတာအများကြီးပဲဘာဖြစ်လို့ဆိုတော့ကျွန်တော်ကအဖေကပကံကြီးလှည့်ပြီးအောက်မှာ dance ကနေကဒါဆက်ကလာဆိုတော့တောင်းမေးကြတယ်နောက်ပြီးတော့လေမြန်မာယဉ်ကျေးမှုအပေါ်ကလေမြန်မာလူကပြီးတော့အောက်ကကျွန်တော် dance ကတော့လေတခါပြောပြန်ဟော ြောလို့ရတယ်ဘာမှမဖြစ်ဘူးတဲ့အရေးကြီးတာကကိုလှုပ်တဲ့လှုပ်ဆောင်ချက်မှာသူများတွေကအာဒါလေးအမြင်ဆန်းသွားတယ်ဟာတဘောတဘောကြလဲအပြင်းမခံနေဆိုပြီးပြောရတာကိုယင်နေမှာအီးတယ်ဗျအဲ့လားလေးကျင်းတတ်တယ်အော်မအဲ့လိုအဲ့လိုပြောရင်တော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့နာမည်ကြီးစုံလို့ထိုးပေါက်တယ်တော့မဟုတ်ပါဘူးကျွန်တော်ဘဝမှာဒါတကူတက်တဲ့အမှုပညာကိုချပြခြင်းတာပါအဲ့ချပြတဲ့အချိန်မှာအပိသက်ကအတိမပြုတ်သွားရင်ကျင်းတတ်ပါဘူး โอเคဟာဘူးချစ်ကတကယ်ဒီလိုလုပ်သွားတယ်တကယ်ကိုနှစ်ဘုတ်ကချွေးချင်မကြောက်ကြိုးစားသွားတယ်လို့ပြောပြီးရင်ကျွန်တော်တွေ့တာအောင်နိုင်ရေးတစ်ခုပဲကွာโอเคပါ